ဘီယာဒီပရီးမီးယားလီရဲ့အဆိုရဆုံးကစားသမားခေါ်ယူမှုများအလုံးမဲမင်္ဂလာပါဘောလုံးရည်တခုစတင်ပြီဆိုတာနဲ့အသင်းတွေကြာရလက်ချင်းပြိုင်ုံသာမကကစားသမားတွေခေါ်ယူမှုတွေကလည်းဘသူကပုံညံ့နဲ့လဲပြိုင်ကြတာထုံးစံမျိုးဖြစ်နေပါဗျာ ဘောလုံးရာသီတိုင်းလူလူမှာထင်သလောက်အလိုမဖြစ်တဲ့အကြောင်းရှိတွေရှိနေတာပါ။ပရီးမီးယားလိအသင်းတွေကချန်နယ်လိရထဆာရင်ဝေပိုတုံးတက်ကြပြီးတော့ဂျင်းမီရာတွေကလည်းပရီးမီးယားလိမှာပဲပုံပြီးအဖြစ်များပါတယ်။ဒီနေ့မှာတော့ပရီးမီးယားလိရဲ့အဆိုအရဆုံးဖြစ်တဲ့ရီယာဒီခေါ်ယူမှုတွေရဲ့အကြောင်းကိုပြဆက်ပေးစင်ပါတယ်။နံပါတ်၁အနေနဲ့ကတော့ Florian Fish ပဲဖြစ်ပါတယ်။ဒီနေ့ရာဒီရဲ့ကစားသမားခေါ်ယူမှုတွေမှာရှက်ချန်းထားခဲ့တဲ့ဘကိုအသင်းတွေကညှော်လျအောင်ကစားသမားဆိုရင်တော့ Florian Fish ကိုပဲပြရမှာဖြစ်ပါတယ်။ဘကိုအသင်းဟာဂျာမန်ကျွေးပွင့်ကစားသမားလေးဖြစ်တဲ့ Florian Fish ကိုပေါင်တန်း100ကျော်ဒီအသုံးပြုပြီးတော့ ာခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ဓာတိဂျိုမှာတော့ဟုတ်မလို့လို့ရှိခဲ့ပေမဲ့ဓာတိစာချင်းကလေးကတိုင်ပတ်နေခဲ့ရတာပါ။အခုချိန်ထိလည်းအတင်းအတွက်ကိုပေါင်ရဲ့ပတ်သက်မှုကတချိန်မှကိုမလုပ်ထားနိုင်ပြီးတာကြောင့်ဂျိဆိုးဘွဲကိုပါဆက်လက်ခံယူနေရပါပြီ။ဒီဆိုင်ရတော့အရင်ကြီးဆိုးနေတာမျိုးမဟုတ်ဘူးပဲပေးရတဲ့စီနေရှင်လိုက်မယ်ဆိုရင်ဒီရဒီရဲ့အဆူရဆုံးခွင့်မှုတွေနဲ့တတ်မှတ်လို့ရနေဖြစ်ပါတယ် ။နမန်လီနေနေကတော့ကာကီဖြစ်ပါတယ်။ဂီဂရီယာဒီချန်ပီယံဖြစ်ခဲ့တဲ့ဘကူအသင်းမှာအားနည်းဆုံးပိုင်းကတော့ရောဘတ်ဆန်ရဲ့နေရာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဘကူအသင်းကဘယ်နောက်ခံလို့နေရာအတွက်ဘုံမောက်တင်းမှာခြေဆောင်ပြခဲ့တဲ့ကာကီကိုခေါ်ယူထားခဲ့ပါတယ်။ကာကီကဘကူအသင်းမှာတော့ခြေဆောင်မပြနိုင်ခဲ့ပေမယ့်အသင်းပေါ်မှာစီမံခြင်လုပ်ချင်တဲ့လူတွေကခံထားခဲ့ရတာပါ။အဲဆက်လိုက်ပါမှုအကောင်းမဲ့ကန်ဆယ်ပိုင်းကတော့အားနည်းနေနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းတချို့ပွဲစဉ်တွေမှာရောဘတ်ဆန်ကိုတော့ပြန်သုံးနေတာကိုတွေ့ရပါတယ်။နံပါတ်3နေနေကတော့ဂျီမီဂီတန်ပဲဖြစ်ပါတယ်။ မာလီရဲ့ DRD ခေါ်ယူမှုတွေထဲမှာဒုတိယနောက်အစည်းအကြီးဆုံးဖြစ်ခဲ့တဲ့ချင်းမီဂစ်တန်ဟာဆိုရင်ပြည်မြောက်လိမှာတော့ရုံးကန်နေရပါတယ်။မာလီရောဘီလက်ကျပွဲကစားသမားလေးဂစ်တန်ကိုတော့မုံအသင်းကနေပေါက်သန်း90ကျော်နဲ့ခေါ်ယူထားခဲ့တာပါ။ ဒါပေမဲ့လည်းသူ့အနေနဲ့ပရီးမီးယားလိမာတော့ခြေစွမ်းပြတ်ထားနိုင်နေခြင်းမရှိဘဲနဲ့ဘာရက်စကာရဲ့အတင်းမှာပုံမှန်နေရာမရပဲဖြစ်နေရပါတယ်။နံပါတ်၄နေနေကတော့ယော်နီဝစ်ဆာပဲဖြစ်ပါတယ်။မကြားလို့ကဒီနေ့မှလက်လွတ်လိုက်ရတဲ့အဓိကကစားသမားအဆက်နေရာအတွက်အက်စ်မူနှစ်ဦးတီအဖြစ်ထားခဲ့ပါတယ်။ဒါမှန်တိုက်စစ်မူကြီးဝတာမာတဲ့အပြင်ပရီးမီးယားလိတွေ့ကြုံရှိပြီးသားဖြစ်တဲ့ယော်နီဝစ်ဆာကိုပါခေါ်ယူထားခဲ့ပါတယ်။ဒါပေမဲ့လည်းဝစ်ဆာကတော့အသင်းကိုရောက်ကလေးကဒုတိယအကြောင်းဆေးရုံတက်နေရပြီးတော့မကြားပရိသတ်တွေတောင်မှသူ့ရဲ့တိုက်စစ်မှုကိုမြင်ကြသေးပါဘူး။ဝစ်ဆာကတော့ခြေစွမ်းရမဟုတ်ပဲနဲ့ အသက်ရွယ်နဲ့ပေးရတဲ့ပြောင်းရွှေ့ခြင်းဒဏ်ရာပါလာတဲ့အချက်တွေကြောင့်အဆူအဆုံပြောင်းရွှေ့ရတဲ့ပုံစံများဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကတော့ Isabel ဖြစ်ပါတယ်။ဒီနေ့ရဲ့ဂျင်းပြောင်းရွှေ့တွေမှာဘကိုးတင်ကပဲအများဆုံးနေရာထားခဲ့ပါတယ်။ဘကိုးတင်ကငါးချောင်းတိုက်စစ်မှု Isabel ကိုအသေးအံကိုခေါ်ယူထားခဲ့ရတာပါ။ Isabel ကိုအဓိကတိုက်စစ်မှုနေနဲ့ခေါ်ယူခြင်းနဲ့ပြင်ပလန် B နေနဲ့ခေါ်ခဲ့တဲ့ EKPG ကတော့ပို့ပြီးတော့အလုပ်ဖြစ်နေခဲ့ပါတယ်။ဇွန်နေ့ GP ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။